ဆိုအားလုံးပဲအားလုံးမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုထဲမှာကျွန်တော်ရိုက်ကြီးနဲ့ပတ်သက်ပြီးတော့ပြောပြရတဲ့အများကြီးရှိတယ်အဲ့တော့အဲ့ဒီရိုက်ကြီးကိစ္စလေးစလိုက်ကြရအောင်ပေါ့နော်ရိုက်ကြီးဆိုတာကဟိုကျွန်တော်တို့သိတာလေအားလုံးသိတာလေဒီရကြီးကျွန်တော်တို့ပုံမှန်အတိုင်းဆိုရင်တရမွေငွေကြီးအဖြစ်သတ်မှတ်တယ်ပေါ့နော်ဆိုတော့သူကဒီတမောသားတွေတမောထွက်တဲ့အခါမှာပေးရတဲ့ပတ်စံပေါ့နော်အေဂျင့်ကိုပေးရတဲ့ပတ်စံဆိုတော့ဆိုတော့တရားမှုဆိုပေမဲ့ဘာဖြစ်လို့ရိုက်ကြီးတွေက အာဒီတိုင်းပဲရှိနေသေးသေးတာလေးပေါ့နော်ရှိနေသေးတာလေးဆိုတော့အဲ့ဒါကဘသူ့ပုံမူတည်ရဲဆိုတော့ supply နဲ့ demand ပေါ်မူတည်တယ်ဒါပဲအော်တင်မောလိုက်ခြင်းနဲ့တင်မောတာအရေးအတွက်များလားပေးနိုင်တဲ့အလုတ်ကန်အရေးအတွက်များလားအဲ့ဒီပုံမူတည်ပြီးတော့အဲ့ဒီပုံမူတည်ပြီးတော့ကြိုက်ကြီးတွေဖြစ်ပေါ်လာတယ်ဆိုတော့ညာတာရှိတယ်နဲတာရှိတယ်အဲ့ဒီကြိုက်ကြီးအနေအများကလည်း ခုနကပြောတယ် demand နဲ့ supply ပေါ်မူတည်ပြီးတော့ဖြစ်လာတယ်ဆို for example ပေါ့နော်အရှုံးလုပ်လိုက်တမောတာမြန်မာပြည်မှာတင်မောလိုက်မယ်တင်မောတာလုံးဝမရှိဘူးလို့အရှုံးလုပ်လိုက်ဆိုပါစို့အဲ့ဒါရင်ရိုက်ကြီးမရှိဘူးရှင်းရှင်းလေးပဲဟုတ်တော့ okay တင်မောတာအရေးအတွက်နည်းသွားတယ်နော်အရန်နည်းသွားတယ် agent တွေလိုအပ်တဲ့လိုအပ်တဲ့အရေးအတွက်ချက်အရန်နည်းသွားတယ်ဒါဆိုရင်ရိုက်ကြီးမရှိဘာဖြစ်လို့လဲဆိုတော့ ရိုက်ကြီးကိုပြီးရတာကတင်မောတာကပြီးရတာလိုက်မဲ့တင်မောတာမရှိဘူးဆိုမှတော့ရိုက်ကြီးဆိုရှိလာရအကြောင်းလဲမရှိဘူးအဲ့ဒီချိန်မှာဓမန်းကများနေတာကအေဂျင့်တွေဘက်ကဖြစ်သွားပြီနော်အဲ့ဒီလိုပဲအလုတ်ကန်ကြီးအတွက်ကနည်းနည်းလေနော်လိုက်မဲ့တင်မောတာတွေကအရန်များနေတယ်ဆိုရင်သူ့ထက်ကပူဇာပေးခံရအောင်ပတ်စံဆိုတော့ပြီးလာကြအဲ့ဒါကိုရိုက်ကြီးလို့ခေါ်တယ်နော်တချို့ကလည်း တချို့ line တွေကလည်းအဲ့ဒါကိုမလိတ်တပတ်နဲ့ရိုက်ကြီးကိုရိုက်ကြီးလို့မပြောဘဲနဲ့ဗာပြဿနာရှိလဲဆိုတော့လေရင်စရိတ်လို့ဟာမျိုးကြီးရှောက်ပြောပြီးတော့လူသစ်တွေကိုရိုက်စားလို့တော့နော်ဒါကရိုက်ကြီးမဟုတ်တော့ဘူးဒါရိုက်စားကြီးဖြစ်သွားတာဒါတပိုင်းပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဆက်ပြီးကောက်အောင်ရိုက်ကြီးမပြီးရတဲ့ line တွေလည်းအများကြီးရှိတယ်ရိုက်ကြီးပြီးရတဲ့ line တွေလည်းအများကြီးရှိတယ်ဆိုတော့ရိုက်ကြီးမပြီးလို့ရတဲ့ line တွေကဘာဖြစ်လို့တို့ရိုက်ကြီးမတောင်းမင်းနဲ့တို့က လူတွေကိုလှုပ်ပေးနိုင်တာလေဆိုတော့သူတို့ကိုယ်တိုင်ကဒီဘက်ကတင်မော့အုံနာတွေစီကတင်မော့မန်နေဂျမန့်တွေစီကနော်ဘာတွေရထားလဲဆိုတော့ဒီ crew money fee ဆိုတာရထားတယ်လူတယောက်တင်ပေးဘလောက်နော်ပြီးတော့ရင်အဲ့ကြားထဲမှာလစာကိုစကားရတာရှိတယ်နော်အော်ငါတို့ကတော့မင်းကို1300ပေးမယ်ဟုတ်ပြီနော် money fee ရဘလောက်ဆိုပြီးပေးမယ်နော်အဲ့ဒါအပြင်တချို့ line တွေကြတော့အရင်မိုက်တယ် တော့မင်းတို့ဒီမှာရုံးကြီးကဘလောက်ဆိုပြီးတော့ဒေါ်လာထောင်တောင်းချီပြီးတော့တောင်းချီပြီးတော့ဗောနော်သူတို့ကချပေးတာငါတို့ကတော့အဲငါတို့တင်မောအတွက်လိုအပ်တဲ့ခရူမန်တွေများတော့ရှာပြီဟုတ်ပြီတော့မင်းတို့လေပစံဒီဘက်ချမ်းမှာတင်မောသားတွေကိုမတောင်းနဲ့ regulation အတိုင်းပဲလုပ်ဆိုတော့အဲ့ဒီ line တွေမှာကရိုက်ကြီးဆိုတာမရှိဘူးဆိုတော့ရိုက်ကြီးမရှိပြီမယ်လေတခြားတနည်းတစ်ပုံနဲ့ရှိနေတဲ့ကြီးတွေကရှိတာဗောနော်ဒါကဘသူ့အလိုရလဲဆိုတော့အဲ့ဒါလေတင်မောသားအလိုရပဲဟုတ်ပြီတော့ တော့ရိုက်ကြီးဒီဘသူပေါ်မိကုန်နေလဲဆိုတော့ totally depends on စီမံစီဖာကိုကိုကိုငါရိုက်ကြီးမပေးဘူးငါလိုကောင်းအောင်လုပ်နိုင်တယ်ငါ quality ရှိရလို့ယုံကြည်ရင် free line တွေရှိတယ်အဲ့ line တွေပတိုးအောင်မယ်ကျွန်တော်တို့လိုပွဲသားတွေနဲ့ချိန်ပြာမလို့ဘူးရိုက်ကြီးပေးရတဲ့တိူ line လိုဟာမျိုးတွေနဲ့ချိန်ပြာမလို့ဘူးเนาะခုနကရိုက်ကြီးမတောင်းတဲ့ line တွေရတယ်သူတို့လိုချင်တာတကယ် qualify player ကိုလိုเนาะ qualifying player ကိုလိုချင်တာတော့ဩအသက်ရွယ်ရလဲငယ်ရမယ်ရုပ်ရည်အနေဓာတ်ကလည်းချုံမှုပြည့်ပြည့်ရမယ် speaking ကလည်းကောင်းအောင်မယ်သူတို့စစ်တဲ့ interview မှန်ကလည်းဖြေနိုင်အောင်မယ်ဩဟိုကလည်းကောင်းအောင်မယ်ဒီကလည်းကောင်းအောင်ပါဗျာဆိုတော့အဲ့လိုမျိုးရှိပြီးရင်တင်မောမှာလည်းဩ inspiration တွေလာမယ်ကြည့်မယ်ရေးမယ်စားမယ်เนาะဒါသာကောင်းနေဒါပေမဲ့စိတ်တော့ကလေးတွေခံရမယ် အဲ့လိုမဟုတ်ဘူးအဲ့အိုင်လည်းမခံစားနိုင်ဘူးလို့နော်ကျွန်တော်တို့လိုကိုရီးယားလိုင်းတွေကဒါစစ်တာရစ်တာက ကို့ဘော်မူတည်တယ်ဆိုတော့ inspection ပါညာလည်းနည်းတယ်အဲကျွန်တော်တို့ဆိုရင်အာ second mate ကို4500ရတဲ့လိုင်းတွေမှာသွားမလိုက်ဘူးဘာလို့လဲဆိုကိုက qualifying player မဟုတ်ဘူးဆိုတော့ကိုရီးယားလိုင်းမှာပဲ4000ဝန်းကျင်မှာပဲသွားလိုက်အဲ့ဒီဘော်မူအဲ့ကြောင့်ကျွန်တော်အဲ့ဒီဘော်တင်းမောသားဘော်မူတည်တပန်ဆွန်စီဖာတာနော်ကို့ဘော်ပဲမူတည်တယ်လာသာအနေအများ ရိုက်ကြီးပြေးရတာမပြေးရဒီဘက်ကတေးဦးလိုင်းနေကြတော့ရိုက်ကြီးပြေးရလိုင်းနေကြတော့သူတို့က agent တွေကဒီဘက် agent တွေကဘာလို့ပြေးလဲဆိုရိုက်ကြီးရဲ့အတွက်ကြောင့်မလို့အဲ့ရိုက်ကြီးပြတဲ့ပတ်စံကိုဒီတင်မောသားတွေတင်မောမြန်မြန်တက်အောင်လွယ်လွယ်တက်လို့ရအောင်သူတို့ကအာဘာလို့ပြေးတာပေါ့နော်ဖန်ပြီးပြေးတာပေါ့နော်ဆိုတော့ဒါကြောင့်မလို့အဲဒီဘက်တချို့လွယ်ရင်လည်းညံ့ရင်လည်းတင်မောတက်ဖို့လွယ်ကြတယ်ညံ့ရင်လည်းဆိုတော့တင်မောသားတွေကဘာလို့လဲဆိုတော့ရိုက်ကြီးပြေးရလိုင်းတွေကိုဒါတက်နော်အဲ့တော့ ျွန်တော်တို့ကတော့ဗျာအာရိုက်ကြီးကိုမပြည့်ရလေကောင်းလေပေါ့နော်တင်မောသားတဲ့အနေနဲ့ဆိုတော့ free day ရလေကောင်းလေပေါ့မပြည့်တာမရှိဘူးဒါပေမဲ့လည်းအဲ့လိုမျိုးကနာအသက်ကြီးတဲ့စီတိုင်းကဖြစ်တဲ့ medical issue တွေရှိတဲ့တင်မောတဘအရင်လိုတဲ့အာနေချက်အမျိုးမျိုးနဲ့တင်မောသားတွေကရိုက်ကြီးပြည့်ရတဲ့ line တွေမှာ line နေချာဆိုတော့လူသစ်တွေအနေနဲ့လည်းထိုးနှီးလောက်အောင်မယ်လူသစ်တွေဆိုရင်လည်းဆိုတော့ရိုက်ကြီးက ညံ့ပြေးရတာလားနည်းနည်းပြေးရမှာလားဒါသာကောင်းမှာလားနည်းမှာလားဆိုတာကသူတို့ရဲ့ qualifying block ဖြစ်လဲ quality block ရှိလဲပြီး block ထိစောင့်စားနိုင်လဲเนาะပြီးရင်အဆက်အသွယ်လည်းလိုသေးတယ်လူတစ်တွက်ကြတော့အဲ့လိုမျိုးရှိတယ်ဆိုတော့ okay ကျွန်တော် BNB Siemens Service အနေနဲ့ကတော့တက်ကြီးကိစ္စကိုဒီလောက်ပဲရှင်းပြလို့ရမယ်ဆိုတော့ကျွန်တော်အနေနဲ့ရိုက်ကြီးနဲ့ပတ်သက်ပြီးတော့တင်မတော်တွေအပေါ်မှာခေါင်းပုံဖြတ်တာမျိုးလည်းမရှိဘူး လူသိရောက်မင်းကတင်မောရောက်တင်ပေးမယ်နော်ရုံးတော့တော့ပြီးရမယ်ငါတော့တော့ပြီးရမယ်ဆိုပြီးတောင်းတာမျိုးလည်းမရှိဘူးအဲကျွန်တော် VIP စီမံစားပြီးအနေနဲ့တော့ရှင်းတယ်ကြိုက်တဲ့လူလားလူတပက်လားလူကောင်းမဲ့လားစီတိုင်းကပဲလား quality player ပဲလားကြီး player ပဲလားဘယ်သူလားလားကျွန်တော်တို့ကအဲ့လာတဲ့လူကိုကျွန်တော်တို့နဲ့ဆက်သွယ်လာတဲ့လူအလုပ်ရအောင်ကျွန်တော်တို့ကဖန်တီးပေးဖို့ပဲအဲ့တော့ကျွန်တော်တို့က local local agent အနေနဲ့ဆက်သွယ်ပြီးလှုပ်လှုပ်နေပါတော့အစား BS 90လောက်ရှိတယ်အဲ့ဒါကျွန်တော်ချက်သွယ်ပြီးလှုပ်လှုပ်တယ် ့ brother တို့အကုန်လုံးအလုပ်ရပါရင်ကျွန်တော်တို့အတွက်အဆင်ပြေတယ်သူတို့တွေကကျွန်တော်တို့အာထိုက်တင်တဲ့ဝန်ဆောင်လာရတယ်เนาะဆိုတော့ဒီလောက်ပါပဲလူတိလူပေါင်းအားလုံးပြန်ပြီးစီမံဆက်ပြီးကြိုးပါ